လာပါရှင်။ Why do no have matter မြမငလျင်ဆိုင်ရာအကူအညီကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေမှာဘာကြောင့်ရရွာတွေထိခိုက်နေတာမှမရှိသေးရေးကအရေးကြီးတာလေ။ရရွာတွေကိုပြည်내ထူထောင်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကူညီကြပေမဲ့အဲ့ဒီအကူအညီတွေကြောင့်မိဘတွေနဲ့ရရွာတွေကိုပိုပြီးထိခိုက်သွားစေသလားဆိုတာအမြဲဆန်းစစ်နေဖို့လိုပါတယ်။ဒါကြောင့် RCS reimagining conflict sensitivity အဖွဲ့ရဲ့စာတန်းငယ်ပါစဉ်းစားသုံးသပ်ချက်တွေကိုမြင်ညာပြီး sister to sister အဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ကျမတို့မြို့တော်ကအပိုင်းလိုက်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။မလ28ရက်နေ့ကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလျင်အတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ကြရမှာ ထိခိုက်နေတာမျိုးမရှိစေရေးဒူနိုဟန်အတွက်စဉ်းစားသုံးသပ်ရမယ့်အချက်တွေကပြည်စမမြောက်အချက်ဖြစ်တဲ့ဒီတန္တရာအခြေအနေနဲ့ကန့်ညီအောင်ပြုလုပ်ရင်းနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ပကတိအခြေအနေများကိုအလေးပေးခြင်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးနဲ့စကိုင်းဒေသတွေမှာရှိကြတဲ့ဒေသခံ CSO များ CBO များနဲ့စစ်တနာဝန်ထမ်းကွန်ရက်တွေဟာကြီးမားလာတဲ့ဘေးအန္တရာယ်များနှောက်ယှက်မှုဖမ်းဆီးခံရမှု အခြေအနေတွေနဲ့ရင်ဆိုင်ရင်လူသားချင်းစာနာမှုနဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဦးဆောင်နေကြပါတယ်။ စစ်ကောင်စီဘက်ကပြည်ပနိုင်ငံနေနဲ့ပြည်ပစစ်တပ်တွေကကိုညီကယ်ဆယ်ရေးအဖွဲ့တွေကိုသာဦးစားပေးကြတာကို တွေ့ရပါတယ်။ဒါဟာလေသူတို့ရဲ့တရားဝင်ဖြစ်မှုအတွက်ငလျင်ဘေးကိုရသလိုအတုံးချတာလို့ဆိုနိုင်ပါတယ်။ပြည်ပအဖွဲ့အစည်းတွေကိုသာဦးစားပေးတဲ့နာဆကဟာဒေသခံအဖွဲ့အစည်းတွေကိုတော့ဖိနှိပ်မှုတွေမပြတ်ဆောင်ရွက်နေကြတာကိုကိုညီကယ်ဆယ်ရေးလုပ်ငန်းရှင်တွေမှာတွေ့ရပါတယ်။ငလျင်ကြောင့်ပြိုကျသွားတဲ့အဆောက်အအုံတွေကိုကိုညီဖယ်ရှားပေးဖို့ လူငယ်တွေက စိတ်ပဝင်စားစွာတွားရောက်ခဲ့ပေမယ့်နာဆာကဘက်ကလုံခြုံရေးအကြောင်းပြချက်နဲ့ကုညီခွင့်မပေးတာမျိုးတွေကိုလည်းတွေ့မြင်ရပါတယ်။အထူးသဖြင့်ငွေကြေးချမ်းသာတဲ့မိသားစုတွေအနေထိုင်နေနာမည်ကြီးအဆောက်အဦတွေမှာဆိုရင်နာဆာကကသူတို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကုညီကယ်ဆယ်ခွင့်ပေးတာကိုတွေ့ရပါတယ်။ဒါဟာငလျင်ဘေးကြုံတွေ့ရစဉ်ပြည်သူလူထုအနေနဲ့ကုညီကယ်ဆယ်ရေးခံရတွေမှာ ဘလောက်ကန့်သက်ပြိနှိမ်မှုတွေရှိသလဲဆိုတာကိုလက်တွေ့မြင်ရတဲ့အချက်ပဲဖြစ်ပါတယ်။ဒေသခံအဖွဲ့အစည်းတွေဟာစိန်ခေါ်မှုတွေနဲ့တွေ့ကြုံနေကြပါပဲ။သူတို့ရဲ့လုပ်ငန်းအတွေ့အကြုံတွေနဲ့ဆော့ဆော့ကတင်ပြခဲ့တဲ့အန္တရာယ်တွေကိုဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။အလူရှင်တွေအနေနဲ့အဲ့ဒီအဖွဲ့တွေကိုအပြည့်အဝယုံကြည်ပေးဖို့တတ်နိုင်သမျှအနောက်အရှက်မပေးမိစေဖို့နဲ့သတင်းအချက်အလက်တွေအလွန်အကျွံမတောင်းခံမိဖို့လိုအပ်ပါတယ်။တချို့လူရှင်တွေကသူတို့ရဲ့လူတော်မှုကိုအတီးပြုတ်နိုင်ဖို့ တက်တေခံတပ်ပုံတွေအပြင်အချက်အလက်တွေကိုပါ အချိန်နဲ့တပြေးညီတောက်ခံတကြပါတယ်အလူအတော့မူရိတာပွားဖို့ ਨੇ မှတ်တမ်းအဖြစ်တင်ဆဲဖို့တောင်းတာကိုနားလည်ပေမဲ့စောင့်ကြည့်ဖိနှိပ်မှုတွေရဲ့အားမှာအလုံးလုံးနေကြတဲ့ဒေတာခံ CSO များ CBO များနဲ့စေတနာဝန်ထမ်းတွေကိုကိုကျင်းစာနားလည်ကြဖို့လိုအပ်ပါတယ်ဒါအပြင်ငလျင်ဘေးကူညီကယ်ဆယ်လှူဒန်းကြရာကနေတစ်ဖက်မှာလေငလျင်ဘေးဒုက္ခကြုံတွေ့ရတဲ့သူတွေကို တိတ်ငယ်စေတဲ့အပြုအမူတွေမပြုလုပ်မိဖို့လည်းအရေးကြီးပါတယ်။ငလျင်ပေးကြုံတွေ့ခဲ့ရတဲ့သူတွေကိုအကြောင်းပြုပြီးနာမည်ကြီးစေဖို့ကြိုးပမ်းမှုတွေအပြင်မိသားစုဆုံးရှုံးမှုပျက်စီးဆုံးရှုံးမှုတွေကြောင့်အားငယ်နေတဲ့သူတွေကိုနေရာတကာကင်မရာကင်ပြီးမှတ်တမ်းတင်ကဒုက္ခရောက်နေသူရဲ့ဂုဏ်သိက္ခာကိုထိမတွက်တဲ့အချက်ကလည်းဒူနိုဟန်အတွက်ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ငလျင်ကြောင့်နေအိမ်နဲ့စီးစိမ်တွေဆုံးရှုံးမှုတွေကို ခံစားခဲ့ရတဲ့တချို့မိသားစုဝင်တွေဟာဆိုရင် ာရောက်ကူညီကယ်ဆယ်ကြတဲ့အဖွဲ့အစည်းတွေရဲ့ကင်မရာတွေကိုသူတို့ရဲ့ပူဆွေးမှုတွေကြောင့်ဖြောင်းရှားစေကြပါတယ်။ဒါကြောင့်အလူပစ္စည်းတွေကိုပေးဝေရမှာမှတ်တမ်းတင်ဗီဒီယိုရိုက်ကူးနေတာကြောင့်တွားရောက်ရယူခြင်းမရှိခဲ့တာတွေလည်းရှိခဲ့ပါတယ်။ဒါကြောင့်အလူရှင်တွေဟာဒီတဏ္ဍာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေ CSO, CBO, NGO တွေနဲ့ငလျင်ကြောင့်ထိခိုက်နေတာခဲ့ကြသူတွေရဲ့ခံစားချက်ကိုလည်းထည့်သွင်းစဉ်းစားဖို့အရေးကြီးဆုံးအချက်အနေနဲ့သိမြင်ကြဖို့လိုအပ်ပါတယ်။ ဒါအပြင်ပြည်တွင်းကုညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာအလွန်တရာပြင်းထန်တဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေအောက်မှာလောက်ကန်ဆောင်ရွက်နေကြရတာဖြစ်ပါတယ်။သူတို့ဟာ NASA ကရဲ့ထိန်းချုပ်ကန့်သတ်မှုအောက်ကနေကုညီကယ်ဆယ်ရေးတွေဆောင်ရွက်နေကြရတာမို့တာမန်အခြေအနေတစ်ခုအောက်မှာရှိမနေဘူးဆိုတာကို နားလည်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်။သူတို့အနေနဲ့လုပ်ငန်းခွင်နဲ့ကိုယ်ပိုင်ဘဝအကြာကန့်သတ်ပိုင်းခြားခြင်းများစွာမရှိလာပဲအရင်မြင့်မရှိတဲ့အခြေအနေနဲ့လည်းရင်ဆိုင်နေရပါတယ်။ နောက်ခွဲကနေသူတို့အဖွဲ့တွေရဲ့အုပ်ချုပ်မှုဆိုင်ရာထောက်ပံ့မှုတွေကိုတော့အာဏာပိုင်တွေရဲ့ကန့်သတ်မှုနဲ့ဒေသအခြေအနေတွေကြောင့်အလင်းမီအောင်ရရှိဖို့မလွယ်ကူနိုင်တာကိုတွေ့ရပါတယ်။ငလျင်တိုင်ခံပြည်သူတွေအတွက်လျင်မြန်ထိရောက်တဲ့ကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနိုင်ဖို့အတွက်နိုင်ငံတကာမိဖက်အဖွဲ့အစည်းတွေအနေနဲ့အုပ်ချုပ်စီမံရေးဆိုင်ရာဝန်ထုပ်ဝင်ပိုးများတနည်းအားဖြင့်ဘယ်လိုကရေစီစီမင်းတွေကိုအစွမ်းကုန်လျှော့ချပေးရမှာဖြစ်ပြီးလိုအပ်တဲ့အကူအညီတွေပေးရမှာပဲဖြစ်ပါတယ် ဒီအပိုင်းမှာဒေသနာအခြေအနေနဲ့ကိုက်ညီအောင်ပြုလုပ်ရင်းနဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ပကတိအခြေအနေများကိုအလေးပေးခြင်းနဲ့ပတ်သက်ပြီးထည့်သွင်းစဉ်းစားရမယ့်အချက်နှချက်ရှိပါတယ်။အဲ့ဒီအချက်နှချက်ကတော့နံပါတ်၁အနေနဲ့ဘယူရိုကရေစီရှော့ချခြင်းနဲ့နံပါတ်၂အနေနဲ့သက်ဆိုင်သူအကုန်လုံးဘေးရန်ရဲ့မျှဝေခံယူခြင်းတို့ပဲဖြစ်ပါတယ်။ဘယူရိုကရေစီရှော့ချခြင်းအချက်မှာတော့ငွေကြေးထိုက်ရိုက်ထောက်ပံ့မှုပြုလုပ်ရင်းနဲ့ထိန်းချောင်းစောင့်ကြည့်မှုတွေကိုတတ်နိုင်သမျှရှော့ချရေးတို့ကိုဦးစားပေးဆောင်ရွက်ရပါမယ်။ တချို့ငွေကြေးကူညီထောက်ပံ့မှုတွေဟာလုပ်ငန်းသဘောအရာအစိမ့်စင်သောအဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တွေကို ဖြတ်တန်းကြရပါတယ်။ယုံကြည်မှုအရာရော လုံခြုံရေးအရာပါဒီအစည်းအနေဟာတာမန်အခြေအနေတွေမှာလိုအပ်တယ်ဆိုပေမဲ့ပြည်သူအစိုးရအုပ်ချုပ်တဲ့ကာလမဟုတ်တဲ့အခုအခြေအနေတွေမှာဒီလိုကိစ္စတွေကိုရှော့ချဖို့လိုအပ်ပါတယ်။မလိုအပ်ဘဲဖြတ်တန်းရတဲ့အစည်းအနေမှာအချက်အလက်ပေါက်ကြားတာတွေနဲ့ဖန်စီထိမ့်သိမ်းခံရတာတွေဖြစ်ပေါ်နိုင်ပါတယ်။ ငွေကြေးတာမကပဲကုညီကယ်ဆယ်ရေးဆောင်ရွက်နေကြသူတွေကိုပါဆုံးရှုံးနိုင်တာမို့တကယ်လိုအပ်တဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဟာထိခိုက်နိုင်ပါတယ်။သက်ဆိုင်သူအကုန်လုံးဘေးရန်တွေရဲ့မျှဝေခံယူခြင်းအချက်မှာတော့ဆုံးဖြတ်ချက်များချမှတ်ဆောင်ရွက်ကြတဲ့အခါဖြစ်ပေါ်လာနိုင်တဲ့ဘေးဥပဒ်အန္တရာယ်တွေအပေါ်မှာနိုင်ငံတကာနဲ့ပြည်တွင်းအဖွဲ့အစည်းတွေအားလုံးတာတူညီမျှတာဝန်ခွဲဝေယူတဲ့ပုံစံကိုအသုံးပြုတင်ပါတယ်။ဘသူကတာဝန်ပိုရှိတယ်ဘသူကလုံပိုင်ဝင်ပိုရှိတယ်ဆိုတာထက် အလုံးမှာတာဝန်ရှိတယ်လို့ခံယူကြမှာပဲဖြစ်ပါတယ်။အခက်အခဲအကျက်အတဲနဲ့ကြုံလာတဲ့အခါတိုင်းမှာလည်းတဦးနဲ့တဦးအပြစ်တင်နေကြမယ့်အစားနိုင်ရာတာဝန်ကိုယူပြီးအတူတကွဖြည့်ရှင်းကြမှာဖြစ်ပါတယ်။ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြည်တွင်းကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုလုံပိုင်ခွင့်ပို့မှုပေးအပ်ထားတဲ့ပုံစံတွေကိုဥစားပေးချစ်သုံးတင်ပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့သူတို့ထက်စုဖွဲ့မှုအရသိငယ်တဲ့ပြည်တွင်းကအဖွဲ့အစည်းတွေဟာ ကန့်သက်ချုပ်ချယ်မှုတွေအောက်မှာအလုံလုံနေရတယ်ဆိုတာကိုနားလည်ရမှာပဲဖြစ်ပါတယ်။တက်ဆိုင်တဲ့အဖွဲ့အစည်းအလုံးအနေနဲ့ငွေကြေးဆုံးရှုံးမှုဖြစ်ပွားနိုင်ခြေတွေကိုသိရှိနားလည်ကြစေဖို့ရှင်းလင်းပြောကြားထားခြင်းနဲ့နောက်မှာနိုင်ငံတကာအလှရှင်အဖွဲ့အစည်းတွေကပြည်တွင်းအဖွဲ့အစည်းတွေပေါ်စည်ရင်းစစ်ဆေးခြင်းကိစ္စတွေနဲ့ငွေကြေးနှင်နာဆုံးရှုံးမှုတွေဖြစ်ပွားစေတဲ့အနေအထားကိုမတော်တဆတိုးမပိုးမိစေဖို့သတိထားမှာဖြစ်ပါတယ်။ကယ်ဆယ်ရေးအတွက်လူတန်းနိုင်ငွေလို့ဆိုပေမဲ့နာဆာကလက်ထက်မှာ ဥပဒေအရဆိုပြီးကန့်တတ်တာတိမ့်ဆဲတာတွေလုံနိုင်တယ်လို့ခေါင်းစဉ်ပြောင်းပြီးတိမ့်ပိုက်တာတွေသူတို့အသုံးကျင်တဲ့နေရာတွေမှာပြန်သုံးတာတွေလုံလာနိုင်ပါတယ်။ဒါကြောင့်တရက်သေးတတ်မှတ်ထားလို့မရပဲအချိန်မရွေးဆုံးရှုံးနိုင်နေဆိုတာကိုသတိပြုဖို့လိုအပ်မှာပဲဖြစ်ပါလိမ့်ရှင်။ Sister to Sister အဖွဲ့ရဲ့ပတ်မမှုနဲ့မြို့တော်ကတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။မြမငလျင်ဆိုင်ရာကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးနဲ့ပတ်သက်ပြီး ထက်သွင်းစဉ်းစားရမယ့်စဉ်းစားသုံးသပ်ချက်တွေကို နောက်နေ့တွေမှာလည်းတိဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်။